ားလုံးပဲမင်္ဂလာပါဆိုမိမှကျန်လုံးကနေကြိုဆိပါ၏မြန်မာသတင်းနှင့်နိုင်ငံတကာသတင်းများဆက်လက်တင်ပြသွားမည်ဖြစ်သည်တော်လန်ရေးအဖွဲ့တချို့သည် ကိုကျိုးစည်းဘွားအတွက်လုံဆောင်နေကြကြောင်း SSA ဥက္ကဋ္ဌပြောကြား2025ခုနှစ်မေလ21ရက်နေ့ကကျင်းပသည့်ရှမ်းတော်လန်ရေးနေ့68နှစ်မြောက်အထိမ်းအမှတ်အဖြစ် SSA ဥက္ကဋ္ဌဘိုးချုပ်ကြီးရွတ်စစ်ကတဝန်းလွှာတစ်ဆောင်ထုတ်ပြန်ခဲ့ပြီး တော်လိုင်းရေးအဖွဲ့တချို့သည်စီးပွားရေးလုပ်ငန်းရှင်များကိုနောက်ခံထား၍ကိုကြိုးပြုလုပ်ငန်းများလုတ်ကင်နေကြကြောင်းဝေဖန်ပြောကြားခဲ့သည် ဝချုပ်ကြီးရွစစ်က68နှစ်တာတော်လန်ရေးတမိုင်းအတွင်အတွင်ပြင်နိုင်ငံရေးအမြင်မတူမှုများကြောင့်တော်လန်ရေးအဖွဲ့များကြားသွေးကွေးမှုများဖြစ်ပေါ်ခဲ့သည်တချို့အဖွဲ့များကကိုကျိုးစည်းဘွားအတွက်စည်းဘွားရေးရှင်များနှင့်ပူးပေါင်းလုပ်ကိုင်ခြင်းရှမ်းပြည်သူများပညာရေးဗဟုသုတမပြည့်စုံခြင်းတို့ကြောင့်ရန်သူ၏စီယုံတိမ်သွင်းမှုကိုအတုံးချခံရပြီးထိုအခြေအနေများကတော်လန်ရေးအတွက်အားနည်းချက်ဖြစ်သလိုဗန်းနိုင်မရောက်အောင်တားမြစ်နေသောအကြောင်းရင်းလည်းဖြစ်သည်ဟုဖော်ပြပါသည် ရသစ်သည်ထို့သို့ပြောကြားစဉ်တွင် တခုခုအဖွဲအားတိတိကျကျရည်ညွှန်းခြင်းမပြုခဲ့ပေ။လက်ရှိတွင်မြန်မာနိုင်ငံအတွင်းလက်နက်ကင်အဖွဲ့အစည်းများစွာရှိနေတော်လဲ၎င်းတို့အနက်အချို့သည်မိမိထိန်းချုပ်သည့်နေမည်များတွင်ပြည်တွင်းပြည်ပစည်းပွားရေးလုပ်ငန်းရှင်များနှင့်ပူးပေါင်းကာတယံဇာတထုတ်လုပ်ခြင်းတို့မှတစ်ဆင့်ချမ်းသာကြွယ်ဝလာနေကြသည်ဟုလည်းသတင်းထုတ်ပြန်ချက်တွင်ထပ်မံဖော်ပြထားသည် ရှမ်းလူထုနှင့်မျိုးချစ်သူများအားလုံးကိုလည်းရွက်စစ်ကတင်ငန်းစာများမှတင်ယူ၍အတွေးအခေါ်နှင့်လုံဆောင်ချက်များပြုပြင်ဖွံ့ဖြိုးရန်တိုက်တွန်းခဲ့သည့်တော်လန်ရေးအောင်မြင်ရေးနှင့်ကျွန်းပေါ်ဝါမှလွတ်မြောက်ရေးအတွက်ရှမ်းလူမျိုးအားလုံးသည်တိုင်းပြည်ဘာသာသာသနာတို့အတွက်ရည်ရွယ်၍တက်ကြွစွာပါဝင်ဆောင်ရွက်ကြဖို့လည်းလှုံ့ဆော်ခဲ့သည်ရှမ်းတော်လန်ရေးကို1958ခုနှစ်မေလ22ရက်တွင်ဆွနွဲ့စောရန်ဦးဆောင်၍ လူ32ဦးနှင့်တနက်9လက်ဖြင့်နွန်စစ်ဟန်တပ်ဖွဲ့တီထောင်ခြင်းမှစတင်ခဲ့သည်2025ခုနှစ်တွင်ရှမ်းတော်လန်ရေးသည်68နှစ်ပြည့်သို့ရောက်ရှိခဲ့သည်အိန္ဒိယအစိုးရတရားမဝင်ဝင်ရောက်သူများအားတစ်လအတွင်းပြန်လည်နှင်ထုတ်မည်ဟုပြောကြားအိန္ဒိယပြည်ထရေးဝန်ကြီးဌာနကပြည်내အစိုးရများကိုအမိန့်ထုတ်ပြန်ပြီးတရားမဝင်ဝင်ရောက်နေသူများကိုတလအတွင်းစစ်ဆေးနေထုတ်ရန်အရေးယူဆောင်ရွက်လိုက်သည်ဟု India Express သတင်းဌာနကဖော်ပြသည် ဒီစီစဉ်မှာဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနိုင်ငံမှတရားမဝင် နေရဲချထားသူများကိုအဓိကထားပြီးအိန္ဒိယမြန်မာနယ်စပ်နှင့်အိန္ဒိယဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသများတွင် Assam Rifles နှင့် Border Security Force တပ်ဖွဲ့များကခိုးဝင်လာသူများကိုဖမ်းဆီးကာမူလနယ်စပ်မှတစ်ဆင့်ပြန်လည်ပို့ဆောင်ရန်ညွှန်ကြားထားသည် ထို့ပြင်တရားမဝင်နေဆက်ဖြစ်ကြော်ဝင်ရောက်လာသူများအားကူညီနေသောအဖွဲ့အစည်းများလူမှုကွန်ရက်များကိုလည်းတင်းတင်းနေတဲ့စန့်ကျင်နိုင်ရေးအစီအစဉ်များပြုလုပ်ထားကြောင်းသိရသည်။တရားမဝင်နေထိုင်သူများအတွက်နိုင်ငံတော်အထူးတပ်ဖွဲ့များဖွဲ့စည်းထားပြီးထိန်းသိမ်းရေးစင်တာများအကျဉ်းစခန်းများကိုလည်းတိုးချဲ့ဆောင်ရွက်နေသည်။ အာတန်ပြည်နယ်ဝင်ကြီးချုပ်ဟမ်မန်တပစ်ဇောဆာမာကတရားမဝင်သူများအားတရားဥပဒေအတိုင်းမဟုတ်ပဲဓာတ်ရိုက်နယ်စပ်မှတစ်ဆင့်ပြန်ပို့မည်ဟုကြေညာထားပြီးမကြသေးမီကအာတန်ပြည်နယ်တွင်ဖမ်းဆီးရမည်သောမြန်မာနှင့်ဘင်္ဂလားဒေ့ရှ်သားတရား30ခန့်ကိုနယ်စပ်အနီးသို့ပြန်ပို့ခဲ့ကြောင်းသတင်းများမှသိရသည်။ဒါ့အပြင်ရာဂျစ္စတန်နှင့်ဂူဂျာရတ်ပြည်နယ်များတွင်လည်းဘင်္ဂလားဒေ့ရှ်နိုင်ငံသားတရားမဝင်သူ6 900ကျော်ကိုဖမ်းဆီးထိန်းသိမ်းထားသည်ဟု India Express သတင်းများကဖော်ပြသည်။တနင်္လာရီတိုင်းဤပင်လယ်ပြင်ထဲသို့ရိုဟင်ဂျာဒုက္ခသည်40ဦးအားဆုံးပြစ်မှုအပေါ်လူခွင့်ရေးဖွဲ့များနှင့်ကုလသမဂ္ဂကအိန္ဒိယအစိုးရအားပြင်းထန်စွာဝေဖန်ထားကြောင်းလည်းသတင်းများကရေးသားထားသည်။ Israel တန်ယုံဝန်ထမ်းဆောင်တွဲကို Washington မြို့တွင်ပြစ်ခတ်တပ်ဖြတ်ခံရ Washington မြို့နှစ်ဆက်နှစ် American နိုင်ငံ Washington မြို့၌ တာဝန်ထမ်းဆောင်နေသည့်အစ္စရေးတန်ယုံဝန်ထမ်းနှင့်ဦးပစ်ခတ်တက်ဖြတ်ခံရပြီးပေးဆုံးသွားသည်ဟု Financial Times သတင်းဌာနကသတင်းထုတ်ပြန်သည်။ပစ်ခတ်မှုဖြစ်ပွားချိန်မှာဝန်ထမ်းများသည် American Jewish Committee မှကျင်းပသည့်အိတ်ခံပွဲမှပြန်လာစဉ်ဖြစ်သည့်ပေးဆုံးသူနှင့်ဦးသည်မောင်နှမဆောင်တွဲဖြစ်ပြီးလက်ထက်ရန်စီစဉ်နေသူများဖြစ်သည်ဟုသိရသည်။တန်နီယာရှိသူ Tobias Rodriguez အသက်30ကိုမက်ထရိုပိုလစ်တန်ရဲတပ်ဖွဲ့ကဖမ်းဆီးထားပြီးဖမ်းဆီးစဉ်၌ ပါလက်စတိုင်းလွတ်မြောက်ပါစေဟုအော်ဟစ်နေသည်ကိုတွေ့ကြောင်းအကြီးအကဲဖဲမော့စမစ်ကပြောသည်အစ္စရေးတန်ယုံပြောရေးဆိုခွင့်ရှိသူထောင်းနေခောင်းကလူမှုမီဒီယာအက်စပလက်ဖောင်းတွင်ဝန်ထမ်းများကိုအနီးကပ်မှပြစ်ခတ်ခဲ့ကြောင်းနှင့်လုံခြုံရေးအာဏာပိုင်များအပေါ်ယုံကြည်မှုရှိကြောင်းဆိုသည်အစ္စရေးသမ္မတအဇာခါဇောကဤအမှုကိုဂျူးဆန့်ကျင်ရေးနှင့်မုန်တီးမှုအခြေခံသောအကြမ်းဖက်လုပ်ရဖြစ်ကြောင်းဝေဖန်ခဲ့သည် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်း Truth Social တွင်မုန်တီးမှုနှင့်အစိုးရဝါဒအပေါ်အလေးထားသောတရားမဲ့တပ်ဖြတ်မှုများကိုချက်ချင်းတားဆီးရမည်ဟုရေးသားသည့် FBI Washington ရုံးခွဲမှလက်ထောက်ညွှန်ကြားရေးမှူး Steve Jensen ကဤအမှုကို အကြမ်းဖက်မှုနှင့်မုန်တီးမှုတရားမှုအဖြစ်စုံစမ်းစစ်ဆေးနေသည်ဟု အတည်ပြုသည်။တရုတ်နှင့်ပါကစ္စတန်လုံခြုံရေးပူးပေါင်းမှုမြင့်တင်ရန်ဆွေးနွေးမည်။ ပါကစ္စတန်နိုင်ငံသား၏ဝင်ကြီးရှာတာတရုတ်နိုင်ငံသို့ခရီးစဉ်အတွင်းတရုတ်နှင့်ပါကစ္စတန်တို့ကလုံခြုံရေးနှင့်ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုများကိုမြင့်တင်ရန်ဆွေးနွေးမိဖြစ်ကြောင်း South China Morning Post သတင်းထုတ်ပြန်သည်ဒုတိယဝင်ကြီးချုပ်လည်းဖြစ်သည့်ရှာတာသည်မေလ21ရက်အထိပေကျင်းမြို့တွင်တည်ရှိမည်ဖြစ်ပြီးတရုတ်နိုင်ငံသား၏ဝင်ကြီးဝန်ရဲနှင့်အာဖဂန်နစ္စတန်နိုင်ငံသား၏ဝင်ကြီးရေမာကန်မတ်ထေကီရိုနှင့်၃ပွင့်ဆိုင်ဆွေးနွေးပွဲတက်ရောက်မည်ဖြစ်သည် အိန္ဒိယနှင့်တင်းမာလာသောစီရေးအခြေအနေများနောက်တလဲတွင် ပြုလုပ်သည့်ဤခီးစဉ်ကိုတရုတ်မှပါကစ္စတန်အားထောက်ခံမှုပြသမှုအနေနှင့်ကြီးနိုင်ကြောင်းနိုင်ငံရေးအသုံးသက်သူများကဖော်ပြသည်။ပူရန်တက္ကသိုလ်တောင်အာရှရေးရာစင်တာမှပမောက္ခလင်မင်ဝင်ကအိန္ဒိယနှင့်ဖြစ်ပွားခဲ့သည့်တိုက်ခိုက်မှုအတွင်တရုတ်နိုင်ငံထုတ်စစ်ကြေးရာများဖြင့်ပါကစ္စတန်ကအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ခြင်းသည်နှစ်နိုင်ငံအကြားစစ်ရေးပူးပေါင်းမှုအခိုင်အမာဖြစ်ရည်တည်စေသည်ဟုဆိုသည်။ ပါကစ္စတန်ကထုတ်ပြန်ချက်အရအိန္ဒိယ၏ပြင်သစ်ထုတ်ပရဖုန်တိုက်လေယာဉ်ကိုတရုတ်ထုတ်ကြီးတစ်ဆယ်စီတိုက်လေယာဉ်နှင့်ဖျောဆဲ၅ဒုံးကြီးအုံပြူကပြစ်ချနိုင်ခဲ့ကြောင်းပြောသည်သို့သောအိန္ဒိယအစိုးရကသတင်းအစိုးအရဤသတင်းများမှာအမှန်မဟုတ်ကြောင်းပြန်လည်အကြောင်းပြန်ခဲ့သည်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင် like subscribe ခေါင်းလောင်းလေးနှိပ်ပြီးမဆက်လက်အားပေးကြအောင်နော်